ဘယ်လိုခေါ်လဲစီခွက်နာမည်ဘယ်လိုခေါ်လဲရှင်းမကြီးနာမည်ဘယ်လိုခေါ်လဲတပ်ဘူးလဲအမြဲအဲ့လိုမျိုးစတပ်ဘူးလဲဒီတို့ခိုင်ဘာလဲစာတူမာလို့ပြောပြီးတော့အဲ့ကတူစတာပါဟာအငငယ်လေးကလေးကဟိုဟိုအိုက်အိုက်ကွန်လို့ပေါ့အိုက်ကွန်လို့မြင်ရပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ nature ကအရင် strong ဖြစ်တယ်အားလုံး welcome ပါဒီကမိုင်းနဲ့ပဲရိုက်တာဒီပစ္စည်းပဲပေါ့ လိုပျော်ပျော်နေတတ်တာဖြစ်မယ်ထင်တယ်နော်။တပားယာစာနဲ့တူတာအဲ့လိုမျိုးအဲ့လိုလေးလာလာနဲ့လည်းလိုမျိုးနည်းပေါ်တော်တော်နေတတ်တာပေါ့အဲ့လိုစိတ်လုကိုလို့နေတတ်တာတော့တူတူတယ်လို့ခံစားရတယ်။ကနကေတူပြ fashion နေလေသူ့လိုမျိုးလိုက်စီအများကြီးပဲလေခက်တယ်တကလုံးနေကလုံးနေအဲအဲ့အဲ့အဲ့ဒီမှတ်မိရယ်ဆိုတော့လေအဲ့အဲ့ဒါဆိုတော်တော် iconic ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်နော် လောနုပြင်လာလို့ရှာမွာပူဒီ TVC လေးတွေပဲရိုက်ဖြစ်နေပါတော့ပြီးတော့ဒီနေ့ထဲမှာပဲပူမနစ်ကရိုက်ထားတဲ့ကာရုပ်ရှင်ကာရေးတုံကားတင်မှုရှိရဆိုတော့အဲ့ဒါလေးအတွက်အရေးရင်ခုန်နေပါတယ်ဟုတ်အမ်ပထမဆုံးကတော့ပြည့်မပြောရဆိုတဲ့ကာလေးပေါ့နော်အခုလည်း online မှာဟို pro promotion ဆင်းနေကြရပေါ့နော်အဲ့ကာလေးကတော့လူငယ်အကုန်လုံးစုပြီးတော့ရိုက်ထားတဲ့ကာလေး thriller အဲအရင်လက်စိတ်ဝင်စားဖို့ကောင်းတယ်ခုနကတကားတော့လက်ပြခွဲခြင်းပေါ့နော်အဲ့ဒါလေးကဖြစ်ရမဲ့ဇလန်းလေးကိုပြန်ပြီးတော့ရိုက်ထားပါဆီယမဂျူလီယာမြစ်သိန်းရဲ့ဟိုဇက်ဟိုဝတ္ထုလေးပေါ့နော်အဲ့ဒါလေးပြန်ပြီးရိုက်ထားပါနောက်ဆုံးတကားတော့ပြင်ဆက်လက်မှုပေါ့နော်အဲအဲ့ဒါလည်းပိုးရဲကိုစားရဲနဲ့အဲပိုးရိုက်ထားပါဟုတ် ဟုတ်တယ်အဲခုဒီနောက်ပိုင်းမှာခု series ပဲရိုက်ဖြစ်တာများတယ် series တွေပဲဇာတ်တိုက်ပေါ့နော်ရုပ်ရှင်ကားကြီးဆိုလို့ခုပြန်ပြီးရိုက်ဖြစ်တာသူချစ်ခင်နဲ့ပထမဆုံးပြန်စရိုက်ဖြစ်တာပေါ့နော်ပြီးတော့မနစ်ကမှာခု၃ကားရိုက်ထားတာမှာအခုဒီနှစ်ပို့တင်မှာဆိုတော့ဒါခု ရွာချစ်မဲ့သူပြီးတော့တော်တော်ကြကြာလို့ပြောလိုက်ရတယ်ဟုတ်ဟုတ်အိတ်ကတော့လည်းအဲ့လိုပဲအမှတ်တရပဲရိုက်ထားပြီးတော့ဟိုလေ၄၅နှစ်လောက်ကြာမှတင်ခွေရတယ်လေပူပါအဲ့လိုကံလေးရောရှိတယ်ပူပါလည်းကိုယ့်ဟာကိုယ်ပြန်ကြည့်ရဟဲ့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 အဲ့တော့အဲ့ကအဲ့ဟာဆိုလို့ရှိရင်လေကိုယ်တို့ရိုက်ပြီးတော့တလားလောက်ကြာမှအဲ့တစင်းကိုနောက်ဆုံးမှရိုက်ထားတာအဲ့အားလည်းအမှတ်မှတ်ရရပဲဗောနော်အဲအဲ့ဟာလေးဆိုလို့ရှိရင်လေပူရဲ့အဲ့ရန်ပူရဲ့အဲ့တို့ကလုံးဝနွေခေါခေါင်းကြီးမှအဲ့လိုရိုက်တာဟုတ်2016တုန်းကဆိုတော့ တင်ချားလည်းမတော်ဘူး2016 2016တော့ဘယ်နှစ်နဲ့လည်းမသိဘူး20ရကျော်ပေါ့20အဲ့အဲ့လောက်လောက်ပဲရှိအောင်မယ်တီဝဲကအများကြီးတင်ပေးရဲ့အဲ့တော့ဇက်တိုက်ပဲတီဝဲကအဲ့လိုကားမတိုင်ရင်လည်းတင်ပေးရကားရိုက်နေတဲ့အချိန်မှလည်းတင်ပေးရဲ့အများကြီးတင်ပေးရဲ့ဟုတ်အော်အတီဝဲကတော့အများကြီးကြံ့ကြံ့ပေးနေပါရဲ့ဟုတ်ဘဝရစားကတော့ဟိုဘဝရစားနဲ့လည်းပြောရမယ်ဆိုရင်မပြည့်ပြည့်တာအရင်ကကြာပြီဘာမှပြန်ပြည့်ပြည့်တာလဲဆိုတော့ပြန်မပြောရမှာပြန်ပြည့်ပြည့်တာပြန်ပြောရမှာဘဝရစားပထမဆုံး comeback ပေါ့နော်အကြိုက်နေမှာဆိုတော့ ပြရလို့ဆိုရင်အိတ်ကြမှပြန်တွေ့ဖြစ်တာမိနစ်ကမှပြန်တွေ့ဖြစ်တာအခုတော့မြန်မာလေးမင်္ဂလာဆောင်နေဆိုတော့လေသူကအမြဲသူ့ရဲ့360 camera stick ကြီးလာမသိဘူးအဲ့ဒီခုနဲ့အမြဲဒုတိယချောင်းနဲ့အကောင်လုံးကုလူခုလူလိုက်ရိုက်နေရမသိလို့ရှိရလေအကောင်လုံးလိုက်ပြီးတော့ဒုံးနဲ့လိုက်ဟိုနေတယ်လို့ပဲအဲ့ဒါလိုမျိုးအမြဲလိုက်ရိုက်နေရသူကတော့ရိုက်တာပြောချင်တာပြောပြသူကအဲ့လိုမျိုးထွက်သွား ဟုတ်အင်းအဲ့လိုတော့မရှိဘူး။ဘာဘာရစားလို့ပျော်ပျော်နေတတ်တာပေါ့။ဒါသူ့ရဲ့သူ့ရဲ့ nature ပေါ့နော်။သူအဲ့လိုမျိုးနေတတ်တယ်။ပြင်မှာလည်းဆက်ဆက်နောက်နောက်နေတတ်တယ်။ငယ်လေးကဘာဘာရစားနဲ့ပတ်သက်တဲ့ memory ဆိုလို့သူအမြဲအဲ့လိုစရတဲ့နောက်တယ်ပျော်ပျော်နေတတ်တဲ့ memory လေးတွေပဲရှိရဟုတ်။ရှင်ကွမ်းကွီ။ကြိုက်ရလားအဲ့ memory ။ကြိုက်ပါရဲ့ငယ်တော့ကြိုက်ခဲ့ကတ်တုန်းကဆို။အဲ့ပေါ်သူ့ဟာနဲ့သူပေါ့သူ့ရဲ့ vibe လေးပေါ့ပျော်ဖို့ကောင်းတယ်ဟုတ်။တတ်ဘူးလေ။အမြဲအဲ့လိုမျိုးစတယ်။တတ်ဘူးလေ။ ီတို့ခိုင်ဘာလဲစားတူမလို့ပြန်ပြီးတော့အဲ့ကတူဆာတာပါဟောအဲငငယ်လေးကလေးကဟိုဟိုအိုက်အိုက်ကွန်လို့ပေါ့အိုက်ကွန်လို့မြင်ရပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ nature ကအရင် strong ဖြစ်တယ်သူ့ရဲ့ character အရင် strong ဖြစ်တယ်အဲ့တခုတော့ဟိုဒါကတော့သူ့ဟိုသူ့များရမှာမရှိရသူ့ရဲ့ unique ဖြစ်တဲ့အရာတခုပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲအဲ့တော့သူ့သူကမသိဘူးလူငယ်နဲ့လောလောကအရင် flexible ဖြစ်တယ်လူငယ်တွေလည်းသူကအဲ့လိုမျိုးလမ်းကြောင်းတခုအမြဲပေးဖို့သူ့မှာအမြဲစိတ်လေးတခုရှိရအဲ့ဒါလေးကအရင်လေးစားရပါတယ်ဒီကဘာကလည်းခေါ် ဟုတ်တယ်မမရစာလို့ပဲခေါ်အဲ့အဲ့အင်တာဗျူးမှာအဲ့လိုမျိုးတွေ့အင်တာဗျူးတစ်ခုမှာအဲ့လိုဖြေလိုက်တာမှာအဲ့လိုဖြစ်သွားငါကက်စီမနေပါဘူးသူပေးရမို့ကိုကားပေါ်မှာခဏလေးသွားတင်လိုက်တာအရန်ဟိုအဲ့အဲ့တော့အဲ့လိုဟိုဟာရိုက်ရတော့မယ်ဆိုကားပေါ်မှာခဏလေးသွားတင်လိုက်တာအမေကအိမို့တွေကလုံးပုံဝေးပေးပြီးသွားတယ်အဲ့သူအထက်လွဲဟောမမစေးလို့ဆိုရဟုတ်တယ်အဲ့လိုမျိုးအင်တာဗျူးမှာပဲ तू ကလူမပြောအင်တာဗျူးအောင်တဏ္ဍာရလုံးတိအောင်ပြောလိုက်မေတိုးခိုင်မေတိုးခိုင်ဘယ်ကြည့်ရလဲဗျာသာအော်ဟိုပါလေ ချီးကျူတာထက်ပေါ့နော်။ तू ကအဲ့လိုမျိုးအခုဆိုဒီပြန်မပြောရဒီသူ့ကိုလည်းတောက်ရှိုးလေးလည်းလာဖို့ရှက်ပေါ့နော်။အဲ့မှာဆိုလည်း तू ပြန်ပြောရဒီခေတ်လူငယ်တွေကို तू အရင်လေးစားရဲဒီခေတ်လူငယ်နဲ့အလောလော तू အရင်စိတ်ချမ်းသာရဲ။ဟိုအဲ့ဒါလေးကအမြဲပြောရဲ။အဲ့ဒါလေးကကြောက်ကိုတက်ကကြောက်လို့ဖြစ်အာအာဖြစ်စရာပေါ့နော်။ဒီတကားတော့လည်းလူငယ်တွေပဲရိုက်တာ哦လေ။အဲ့လိုဒီလိုဘလိုပြရမလဲ။ senior တယောက်ကိုအားကြတဲ့လူတယောက်ဆရာနဲ့အဲ့စကားကြားတဲ့တဲ့ feeling ကတော့ဘာနဲ့မှမတူဘူးလို့ထင်တယ်ဟုတ်။တော်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 ငယ်ငယ်ငယ်မဲ့ထင်တယ်ပေါ့။ဒါပေမဲ့ဟိုဘုလို့လည်းတီတီ

ောနေတတ်တာဖြစ်မယ်ထင်တယ်နော်။ကဘာရာသာနဲ့တူတာအဲ့လိုမျိုးအဲ့လိုလေးလာလာနဲ့လည်းလိုမျိုးနည်းပေါ်တော်တော်နေတတ်တာပေါ့အဲ့လိုသိလို့ကိုလို့နေတတ်တာတော့တူတူရယ်လို့ခံစားရတယ်။လောပြည့်အဲ့လိုမျိုးအဲ့လိုကြည်ရတယ်အာစိတ်ကအာမိုက်လိုက်တာပေါ်ပါသွားတယ်ဆိုပြီးအဲ့လိုခံစားချက်ပြီးတဲ့ဟာကောင်းတယ်လေဟုတ်။အာဟုတ်ကဲ့ပါဟုတ်အာခုနကဘုပြောတာတူလွယ်ပေါ့နော်ဒီနှစ်ထဲမှာဒီနှစ် ဆိုတော့မှအခုဒီအခုလာမဲ့ပိုင်းချာတိတ်မလို့တော့ဘောနော်ဒီခါမှာပူယုံကားသုံးကားတင်မှုရှိရဲအဲ့ဒါလေးတွေထုတ်လို့ရှင်လာအပေးကြပါဦးတကယ်လည်းအကုန်လုံးအများကြီးအများကြီးစူးစမ်းထားတယ်အဲယုံပေါ်ရောက်ဖို့လည်းများများလေးတွန်းအားပေးကြပါဦးဖူရဲ့ဒီစူးစမ်းထားတဲ့အရာလေးတွေပိတ်သက်တွေပြချင်တယ်ပေါ့နော်ပြချင်တဲ့အတွက်ကြောင့်မလို့ကပြတာခွင့်ရမှာပြပြလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအဲ့ဒါလေးကိုလည်းဖူလို့တွန်းအားလေးပေးပေးပါဦးဖူလို့ရှင်ဝေဖန်ပေးကြပါဦးအပေးကြပါဦးလို့အဲဒီနေ့ဒီချိန်ပြအပ်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်